တင်းရဲ့များပြားလာတဲ့အလုတ်တောင်ဝင်တွေပုံပုံလှုပ်ဆောင်နိုင်ဖို့အတွက်ဂျင်ဆိုမင်နဲ့ရယူပါဂျင်ဆိုမင်မှာဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်တဲ့အပြင်ဂျင်ဆင်းရဲ့အစွမ်းကလည်းတင့်ကိုအကူအညီအားဖြစ်ပေးပါမယ်ဂျင်ဆိုမင်အဆင့်မြင့်ဂျင်ဆင်းအားစေကိုလေ့စင်တောက်ပါ Mega We Care download the application that you have to send မေရိကန်ပြည်ထောင်စုအခြေဆိုင်တက္ကသိုလ်နဲ့ကောလိပ်ပေါင်း38ခုပါဝင်ပြတာတဲ့ဒီပွဲဟာနှစ်တိုင်းပြုလုပ်ခဲ့တာဖြစ်ပြီးအမေရိကန်တက္ကသိုလ်တွေနဲ့မြန်မာကျောင်းသားတွေတရိုက်ဖြည့်တွေ့ပြီးတင်ယူနိုင်မဲ့ဘာသာရဲနဲ့အကြောင်းတွေပညာသင်သူတွေအကြောင်းရှင်းပြတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာပညာသင်ဖို့နဲ့ပတ်သက်ပြီးဘလို့အချက်တွေနဲ့ဘလို့ပြင်ဆင်မှုတွေလုပ်ထားဖို့လိုရလဲဆိုတာကိုရှင်းပြသွားသူက Other universities require standardized tests in order to study. ညတော့တင်တဲ့ကျောင်းသားတရားကဒဲကျောင်းမှာဘလိုဘာသာရပ်တွေသွားတင်ခြင်းလဲဆိုတာကွဲပြားရပါမယ်။ American ပညာရေးဖိနစ်ကိုလိုက်ပြီးလားဆိုတာကတော့သတ်မှတ်ထားတဲ့စာမေးပွဲတွေအရင်ဖြေရမှာဖြစ်ပါတယ်။ပြီးတော့မှတက်ရမယ့်ကျောင်းနဲ့အချက်လက်တွေကိုလည်းပြည့်ပြည့်စုံစုံစုံစမ်းဖို့လိုပါတယ်။ And look at their requirements to see what's required. American သတ်မှတ်ကြီးကတော့ဒီပွဲကိုဘာကြောင့်ပြုလုပ်ခဲ့တာလဲ? American ပညာရေးစနစ်နဲ့မြန်မာပညာရေးစနစ် ဘလို့ကွာခြားလဲဆိုတာနဲ့ရရှိနိုင်မဲ့ပညာသင်စုတွေကြောင်းရှင်းပြခဲ့ပါတယ် students here an opportunity to meet with US colleges and universities uh that they might be interested in studying we'd love ဘယ်ရည်ရချက်ကတော့အမေရိကန်နိုင်ငံတက္ကသိုလ်တွေကိုလာရောက်မိစေတာဖြစ်ပြီးမြန်မာနိုင်ငံចောင်းသားတွေကျွန်တော်တို့နိုင်ငံမှာစာလာတင်ဖို့အများကြီးမျှော်လင့်ပါတယ် but in the US most of the scholarships and financial aid actually come နော်ရိုနိုင်ငံမှာဒုယကပေးတဲ့ပညာသင်စုတွေတိတ်မရှိပေမဲ့ တက္ကသိုလ်တွေကပေးတဲ့စုတွေတော့အများကြီးရှိတာကြောင့်မြန်မာနိုင်ငံတောင်းသားတွေအတွက်အခွင့်အလမ်းအများကြီးရှိပါတယ်။ဒေါ်စန်းစုကြည်ရဲ့အမေရိကန်ခီးစင်မှာသမတ္တဥပမာနဲ့ထားရှိခဲ့တဲ့ဂရိတိုင်းမြန်မာနိုင်ငံရဲ့ပညာရေးပိုင်းကိုဆက်လက်တိုးချဲ့သွားဖို့ရှိနေတယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်မှာအမေရိကန်ကိုကျောင်းလာတက်တဲ့မြန်မာကျောင်းသားအီအတွက်တစ်ထောင်ကျော်ရှိနေပါတယ်။